ာလိပွဲစဉ်36လက်ပါဘူးနဲ့အာဆင်နယ်အာဆင်နယ်အသင်းနီးပြချုပ်မီခေးအိုက်တာတော့ဒါလက်ပေါဘူးအသင်းကိုချန်ပီယံနေအဖြစ်ဂတ်ဆော့ဟော်နာလုတ်ပြီးတော့ဒါလက်ခုပ်တီးပြီးတော့ဂုံပြူပေးသွားမယ်လို့ကြားသိရတယ်။ဒါဘောလုံးလောကရဲ့လှပတဲ့အခိုက်အတန့်တွေပဲ ကိုရင်ညံ့လို့ဖလားမရခဲ့ဘူးတကယ်တော်တဲ့အသင်းတွေရောဒါဂွန်ပြူအခံပေးရမယ်ဒါလက်ခုပ်တီးပြီးတော့ဒီရာတည့်ချန်ပီယံနေအဖြစ်ဒါစောစည်းစည်းလေပေါ့ဘူးကဘဝင်ခံခဲ့တယ်ဗောလေအဲ့အတွက်ကျွန်တော်တို့တွေဘလို့ပဲအမားတွေအများကြီးလုတ်ခဲ့ပါတယ်ပြပြဒီအမားတွေကြားထဲကနေအကောင်းဆုံးသင်ငန်းစာယူပြီးတော့အမှတ်တွေအများဆုံးစုဆောင်းထားနိုင်ခဲ့တဲ့လေပေါ့ဘူးကတော့ချန်ပီယံဖြစ်သွားခဲ့တယ်အဲ့တော့လေပါဘူးအသင်းနဲ့ကျွန်တော်ပထမကြောတွေ့ဆုံမှာအမရိတ်မာတော့ကတူတူတည်ကြတယ်အာဆင်နယ်အသင်းကဥဆောင်ကိုသွင်းမယ်လေတောက်လျှောက်ခြေပါကိုပြန်ပြီးပေးလိုက်ရတယ် အခုပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွန်မှာကအန်တိုနီတေးလာအန်တိုနီတေးလာဆိုတာကလီဗာပူးနဲ့ပထမအကြိုတူးတူးကြတဲ့ပွဲစဉ်ကိုလည်းကင်တွယ်ခဲ့ဘူးတယ်ဘရိုက်တန်နဲ့ဝမ်ဝမ်ကြတဲ့ပွဲစဉ်လည်းကင်တွယ်ခဲ့ဘူးတယ်ဘုံလောကမှာအုပ်အော်တောင်းတင်ဖြစ်သွားခဲ့တဲ့ခေါင်းချင်းတိုက်ပြီးတော့ပနတီပေးရတဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာအဲ့ဒီဆရာကြီးရဲ့ပနတီ decision ပေါ့လေမှတ်မှတ်ရရှိပါတယ်အဲ့ဒီ ground grade ကျွန်တော်မှတ်မိသေးတယ်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အသင်းနှစ်သင်းရဲ့ဂျာက လူဝင်ဆန္ဒကိုကြည့်လိုက်မယ်ဆိုရင်လက်ပေါင်းမှာဘာမှလူဝင်ဆန္ဒမရှိတော့ဘူးဂုံတိတ်ခါအရာသာသူတို့ကကန်တော့မှာအမှတ်လည်းမလိုတော့ဘူးလူလည်းနာကြအကြောင်းမရှိတော့ဘူးအေးစစ်စစ်သူတို့ကွင်းလည်းဖြစ်တဲ့အတွက်အตายရကန်မှာချန်ပီယံနေအနေနဲ့ပေါ့လေယာတီရဲ့စသင်းရောင်းကန်မှာဒါပေမဲ့တစ်ဖက်ကအာဆင်နယ်အတွက်ကြတော့လက်ကျန်သုံးဝမှာသူတို့တပွဲလောက်တော့နိုင်ဖို့လိုအပ်နေသေးတယ်ဒါအဆင့်နဲ့နဲ့မဆိုင်တော့ဘူး1 2 5ထဲမှာနေကွင်းရဖို့ဆိုလို့ရှိရင်သူတို့အနေနဲ့တပွဲလောက်တော့နိုင်မှဖြစ်မယ်နေသားအဲ့ဒါကအခုကံမဲ့လပပူးရယ်ပြီးရင်နယူကာဆယ်နဲ့ရယ် နောက်ပွဲစဉ်38မှာ စောက်တာရန်ကွင်းသွားကန်အမနေထားရဲ့အဲဆိုလက်ရှိအနည်းဆက်ဆုံးလစ်ပါဝူးနဲ့ပွဲစဉ်မှာတော့နီးပြမီခေအိုက်တာသူ့ရဲ့ဗီဇာအရာအကောင်းဆုံးသောဆက်တယောက်ကိုပဲပွဲထုတ်လာမယ်ထင်တယ်နောက်ဆုံးပြအချိုရီဖလားမဝင်ကန်တော့မှအကောင်းဆုံးကစားသမားတွေပဲရွေးထုတ်တယ်ကျွန်တော်တို့ရဲ့နီးပြချုပ်ကြီးရဲ့အစဉ်လာအတိုင်းပဲအခုချန်ပီယံလိရလည်းထွက်ခဲ့ရပြီဖြစ်တဲ့အတွက်ပရီးမီးယားလိသုံးပွဲပဲအောင်ဆိုင်တော့မှာကျွန်တော်တို့ဒီရာဒီမာလီတချို့ဖန်တွေကအာဆင်နယ်နဲ့ပတ်သက်ပြီးတော်တော်လေးစိတ်ညစ်နေကြတွေ့ အာဆင်နယ်အတွက်ဒီရက်ဒီကကြာရှုံးလားဆိုတော့ဖလားမရတဲ့ဘက်ကကြည့်ရင်တော့ကြာရှုံးတယ်ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာကြည့်မယ်ဆိုရင်အာဆင်နယ်ကစုပ်ပြတ်တက်တဲ့ရာသီတစ်ခုဖြစ်ခဲ့လာဆိုရင်တော့တဲရန်လုံးပြမမှန်ဘူးအာဆင်နယ်အနေနဲ့အောင်မှတ်လောက်တော့ရတဲ့ရာသီတစ်ခုလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ချန်ပီယံလိဝင်ဝင်အတွက်လည်းအချိန်ကြီးကောင်းတဲ့အနေထားခါရာဘုံမှာဆိုလည်းဒါ CE5 နဲ့ရောက်ခဲ့အနေထားချန်ပီယံလိမှာလည်း CE5 နဲ့ရောက်ခဲ့တယ်နောက်ပြီးတော့ဒီ FA Cup မှာဆိုလည်းတတိယအဆင့်ဒါဆောစောစီးထွက်ခဲ့ရတာဗောလေ FA Cup ကတော့ ဲ့တော့အာဆင်နယ်အသင်းနေနဲ့ဒီယာဒီမှာအရင်ဆိုးွားတဲ့အနေထားတော့မဟုတ်တဖက်ကလီဗာပူးအသင်းကတော့ပရီးမီးယားလိချန်ပီယံဖြစ်သွားတယ်သူတို့အနေနဲ့ချန်ပီယံလိမှာတော့16သင်းအဆင့် FA ကပ်မှာတော့ဒါစတုဒ္ဒအဆင့်ဒါပလိုင်းမတ်ကိုရှုံးပြီးသူတို့ထွက်ခဲ့ရပေါ့လေခါရာဘောမှာတော့သူတို့ဖိုင်နယ်ထိရောက်ခဲ့တယ်အဲ့တော့လီဗာပူးနဲ့အာဆင်နယ်ကြားမှာကွာဟားချက်ဒီဖလားလိတစ်လုံးပဲအဲ့ဒီဖလားလေလက်ရှိပြည်တွင်းမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ပရီးမီးယားလိဖလားကျွန်တော်တို့ဝေးကွာနေခဲ့တာကြာပြီပရီးမီးယားလိဖလားနဲ့ပတ်သက်ပြီးအဲ့တော့ကျွန်တော်တို့ပလေယာတွေ ချန်ပီယံလိစီးဖိုင်နယ်ထွက်တဲ့အချိန်မှာတော်တော်လေးဝမ်းနည်းနေကြတွေ့ရတယ်။တကယ်လဲသူတို့ကြိုးစားအထုတ်ခဲ့တဲ့အဓိကဒီစီးဖိုင်နယ်မှာ PSG ကိုအာဆင်နယ်ကိုရှုံးပြီးလှည့်ပြန်ခဲ့ရတဲ့အဓိကတရက်ခံကကိုအင်ကွင်းအမရိမှာပေါ်ပေါ်ဆဆတွေ့တွေ့ဝင်တဲ့ကစားခဲ့တဲ့ပထမအကြော်ပဲ။အကယ်၍များသောဒုတိယကြော်လိုအာသွန်ခွန်ဆိုင်ကစားခဲ့မယ်ဆိုရင်အာဆင်နယ်သည်ဒီပြိုင်ပွဲကထွက်ချင်မှထွက်ရမှာ။ဒါပေမဲ့ကျွန်တော်တို့ဒီဒမ်ဘီလီရဲ့ဂိုးနဲ့ပဲဘလို့မှမချေပနိုင်ပဲတဲ့ pressure ထမ်းပိုးပြီးတော့ ပါရီမီကိုသွားခဲ့ရတယ်ပါရီမီမှာလည်းကျွန်တော်တို့ဒီထပ်ပြီးဥဆောင်ကိုတွေပေးရတယ်နောက်ဆုံးစာကာရဲ့တလုံးတည်းသောခြေပါကိုပဲရခဲ့အဲ့တော့ဒါလေးပီးရဲ့ကိစ္စတွေထားလိုက်ပါအဲ့တော့အာဆင်နယ်အသင်းဒီပြမီခေအိုင်တိုင်းနဲ့နံပါတ်1လောက်အမှာကလိုအပ်တဲ့နေရာအတွက်လူဝဲပါ အာဆင်နယ်ဖန်တွေတဖွားဖွားပြောနေတဲ့ထိတ်တန့်တိုက်စစ်ကစားမှတူဝယ်ရမယ်။မာတီနလီထရော့ဆက်နေရာအတွက်ထိတ်တန့်ဝင်ကကစားမှတူဝယ်ရမယ်။ဘာပဲဖြစ်ဖြစ်ဘောလုံးနဲ့တသားတဲ့ဘောက်စ်ထဲတိုးဝင်နိုင်တဲ့ဒရစ်ဖလင်ကောင်းတဲ့ပလေယာတူဦးကတော့အာဆင်နယ်မှာလိုအပ်နေပြီ။စစ်စတန်တာအားပြုနေတာမလို့ဘူး။ဒုတိယတစ်ချက်အဲ့ဒါအသင်းရဲ့ပလေယာတွေအတွက်ဖလားတစ်ခုခုယူပေးနိုင်တဲ့နည်းပြအဖြစ်လာမယ့်ရာသီအတူအတွက်ဆို final မှတ်ကြောက်တင်ရမယ်အနေထားပဲ။လာမယ့်ရာသီမလုံနိုင်တော့သိကြတယ်။အာတီတာအောက်ဆိုတဲ့တန်နေပို့ပြီးကျဲလောင်လာမှာ။အဲ့ဒီအတွက်အာတီတာပြင်ရမှာကနှွေးမှာ quality မြင့်ကစားသမားတွေဝယ်ရမှာရယ်ပြုတ်လွယ်ပြင်းလဲရှိတဲ့ကစားကွက်ရယ်အာဆင်နယ်သင်းနီးပြမခီအိုက်တမ်မှာကစားကွက်ရှိပါတယ်ဒါပေမဲ့အဲ့ဒီကစားကွက်ဒီကိုကဂိုးလုံတဲ့အချိန်မှာဆိုရင်ကိုကစားကွက်နဲ့ပဲကိုအချိန်ကုန်သွားတာအရန်ကိုတမျိုးကိုကောင်းတဲ့ကစားကွက်အဲ့ဆိုတချို့သင်းတွေအခုရလက်ကောင်းနေကြတာတွေ့ရတယ်ကစားကွက်တော့တိတ်ပြီးတော့မမေရသူလိုမလုပ်ဘူးဒါပေမဲ့ efficient ဖြစ်တဲ့ရတဲ့ chance ကိုဂိုးသွင်းတယ်ဒါပဲအခု PSG နဲ့အာဆင်နယ်ကြားက ကွာခြားတော့တဲ့အချက်ကတကုတ်ကို quality မြင့်ကစားသမားတွေ finishing လုပ်သွားတာကြည့်ကျွန်တော်အဲ့ဘိုင်ရောက်တာနည်းနည်းလေးတော့များပါပြီလီဗာပူးနဲ့ကြောင်ပြောလိုက်အောင်လီဗာပူးဒီယာဒီမှာဘာကြောင့်ဖလားရလဲနံပါတ်၁ချက်သူတို့အသင်းရဲ့တင်းဝော့ကောင်းကောင်းနဲ့အမားနည်းနည်းလုံနိုင်ခဲ့တဲ့အတွက်နီးပြအနီ slot ရဲ့လက်အောက်မှာ premier league ဖလားယူသူတို့ရသွားတာနံပါတ်၁ချက်မိုဟာမက်ဆာလာရဲ့တကယ် prime time နဲ့ကျွန်တော်တို့ဂျုံခဲ့ရတာ အဲ့ဒါမှတ်မိလားမသိဘူးအာဆင်နယ်ကကြံကလေးနှစ်နှစ်ကလည်းဒီဘရိုင်းနာလို့လို့တကယ်ပရိုင်းတိုင်းနေကျွန်တော်တို့ဂျုံခဲ့တယ်မန်ချက်စတာစီးတီးအောက်မှာပဲအဆင့်နှစ်နဲ့ပေါင်းဝင်ခဲ့ရတယ်ဒီယာတီမှာလည်းဒီဘရိုင်းနာရဲ့ပရိုင်းတိုင်းလာမယ့်ယာတီမှာဟောဘယ်သင်းရဲ့ပရိုင်းတိုင်းပလေယာနဲ့ကျွန်တော်ကြုံအောင်လို့မသိဘူးတရားတစ်ခါတော့ကိုဟာကိုအကောင်းဆုံးလုပ်ပြီးတော့အဆင့်တစ်မှာမြဲဖို့ဆိုရင်တော့လုံနိုင်စွမ်းနေအားလုံးလုပ်ဖို့လိုတယ်ပြီးတော့ဒီပလေယာတွေကြီးပဲတက်သမတ်တဲ့သုံးတဲ့ဒီဇိုင်းအရန်ကိုမှလည်းဒင်ပြည့်ကြက်ပြည့် quality ပလေယာတွေရှိဖို့လိုအပ်တယ်ဗောလေအဲ့တော့နီးပြမခေအိုက်တာနေနဲ့ နောက်ဆုံးရလက်လီအကြောင်းကြောတစ်ချက်ပြောလိုက်အောင်အာဆင်နယ်သင်းကတော့တည့်ရတိုင်းပဲကျွန်တော်အနေနဲ့ဒါ isit down ကို April 20တုန်းက၄ခုပြက်နိုင်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ပြားရီဆန်ကာလာကုံသွားတယ်ပြောလို့ရတယ်ကျွန်တော်တို့က Crystal Bailey ကိုအင်ကွင်းမှာတူတူကြတယ်ပြီးတော့ PSG ကိုကိုယ့်အင်ကွင်းမှာအခန်းတော့01နဲ့ရှုံးတယ်ပြီးတော့ဘုံမောက်ကိုတကိုးနှကိုးနဲ့အင်ကွင်းကြီးမှာထတ်ရှုံးတယ်ပါရီမျိုးသွားတဲ့အခါမှာလည်း21နဲ့ထတ်ရှုံးတယ်ပြီးတော့လက်ပါဘူးနဲ့အခုရင်ဆိုင်မဲ့အနေထားဒါပြီးရင်ဒီယာတီမှာ တွေ့ဆုံမှုသုံးချိန်လုံးမှာရှုံထားတဲ့ new garden နဲ့တွေ့မယ်ပြီးရင်ဒီယာတီမှာကျွန်တော်အနိုင်ယူထားပြီးတော့တန်လင်းစင်းသွားပြီဖြစ်တဲ့ဆောက်တာတဲ့အင်ကူမှာသွားပြီးကန်မယ်အခုဟိုမြောက်ဒီမြောက်ဖြစ်ရမယ်အခွင့်အရေးကိုအဆုံးသတ်ဖို့လိုသွားပြီချန်ပီယံလိနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝစိတ်ကလွတ်ပလိုက်ပြီးအားလုံးနဲ့ပြီးစီးသွားခဲ့ပြီအဲကစားသမားရဲ့စိတ်တွေကတော့ဒီသုံးပွဲမှာပဲ focus ထားမယ်ထင်တယ်တေးကြတဲ့အဲ့သုံးပွဲလုံးမှာလည်းဒီပြောက်မိခိအာရီကကောင်းမင်းညွတ်မဆိုတဲ့ကစားသမားတွေကိုပဲတောက်လျှောက်သုံးသွားဖို့ရှိတယ်ဘဲလူငယ် player မှာ ထည့်ပြီးသုံးတာလည်းမြင်ရဖို့မရှိပါဘူး။ OEDG ဆိုလည်းပလေယာလေးကြီးဝင်လာလည်း88မိနစ်90လောက်မှာပဲမြင်ရမှာပါ။အဲ့တော့ဒီချိန်မှာတော့အာတာနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားတွေကတော့သူ့ကိုချီးကျူးတဲ့ဘက်တော့တိတ်ပြီးရောက်မှာမဟုတ်ဘူး။ဒါကလည်း Arsenal fan တွေကြားထဲမှာလောလောလည်းချန်ပီယံလိစီးဖိုင်နဲ့ထွက်ခဲ့ရတဲ့အနေထားပါလေ။အဲ့တော့ Liverpool အသင်းအနေနဲ့82မိနစ်နဲ့ ရီးမီးယားလိ35ပွဲကံပြည့်ချိန်မှာပြပြသက်ဥဆောင်ထားတယ်သူ့ကိုတကယ်ပရက်ရှာပေးပါဆိုရင်အာဆင်နယ်ကတော့အလဲလဲအကွက်ကွက်နဲ့68မှတ်နဲ့ဒါအဆင့်နှစ်မှာရှိရဲသူ့ကိုနောက်က3မှတ်အကွာနဲ့မန်ချက်စတာစီးတီးလိုဒီယာတီတော်တော်လေးတိုင်ပတ်နေရဆိုရင်အသေးအရောင်မှ3မှတ်အကွာနဲ့စတင်ဖိအားပေးလာပြီအဆင့်နှစ်နဲ့တော့တိတ်မကျင်းသေးတော့ဒါတစ်ဖက်ကနေပြန်ကြည့်မယ်ဆိုလဲအဆင့်နှစ်မှုပဲနဲ့အခြားအဆင့်တစ်ခုခုဖြစ်သွားလို့ရှိရင်တော့ ဒါနဝင်းလေးများကြည်သွားမလားဗောလေရတရားလေးများကြည်သွားမလားဘာလို့သုံးနှစ်ဆက်အစ်စ်နှစ်ကြီးကြောက်လဲကစားမိုက်စီတဲမှာနည်းနည်းပပတော့ဒါကအဖက်ဖြစ်သွားမှာဆိုတဲ့အတွက်အဲနယူကာဆယ်ချယ်ဆီနော်ဒန်ဖောရက်ဖောရက်ဒီ1 2စစ်ထဲမှာပဲဒါအချင်းချင်းပြန်တွေးမဲ့ပွဲစဉ်တွေတချို့ဘိမဲ့ပွဲစဉ်တွေတချို့လည်းရှိတာဖြစ်တဲ့အတွက်အာဆီနယ်ရဲ့အရင်အခြေအနေဆိုတဲ့အရာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ညီကိုတွေစောရောပြောလို့ဗောလေဒီရာဒီမှာအာဆီနယ်ဖန်တွေစိတ်ညစ်နေတဲ့အရာကငါတို့အသင်းရလတ်တစ်ခုခုတိမ်းဆောင်းသွားရင်ပြိုင်ဘက် ဖန်နေကမြလာပြီးစားနှုတ်ကြမလားဆိုတဲ့အပိုင်းတွေစိတ်ညစ်ကြတာကျွန်တော်တော့ခေါင်းထဲမှာရှိဘူးကျွန်တော်နိုင်လို့ရှိနေပြိုင်ဘက်ဖန်တွေသွားပြီးစားကြတယ်ကိုရီနေပါတဲ့ခါကျတယ်သူတို့လာစားပါပဲအဲ့ဒီအတွက်ဒါကဘောလုံးလောကရဲ့အရာတာဘောလုံးအားစားနည်းရဲ့အနှစ်သာရဘာမှကျွန်တော်ခံစားမနေဘူးအဲ့တော့ကျွန်တော်ညီကိုရီနဲ့လောရမှာကဒီအသင်းကိုချစ်တယ်ဆိုရင်ဒီအသင်းကြောင့်မဲ့တွေးဒီအသင်းနဲ့ ်ပျော်သွားတဲ့ခါကျရင်အားရပါပျော်ပလိုက်ဒီအသင်းကြောင့်စိတ်ညစ်တဲ့ခါကျရင်လည်းလောကရန်ကိုခံနိုင်ရှိဖို့လိုအပ်တယ်အဲ့တော့အနည်းဆက်ဆုံးလောကရန်ကတော့ပရီးမီးယားလိပွဲစဉ်36လက်ပါဘူးနဲ့ပွဲစဉ်ကတော့ပြန်လာခဲ့ပါပြီဒါပြီးရင်လည်းပရီးမီးယားလိပွဲစဉ်စုပေါင်းကျွန်တော်တို့ဒီလက်ပါဘူးပွဲစဉ်အပေါင်းကြီး3ပွဲပဲကြည့်ရတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့အားရပါရအားပေးဖို့လည်းမျှော်လင့်ထားပါတယ်နှွေရသည်မှာဘယ်ကစားသမားတွေရောက်မလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါ ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပံ့ပိုးပေးတဲ့ show ပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှောက်ဆုံးပဲဆိုရင်တော့ Viber ဖုန်းနံပါတ်399 639 630ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBack ခွေကို Sport Area တိုင်း930ပစ်တကိုလည်းကစားလို့ရနေပါခင်ဗျာ